မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက်ကြောင့်အတိမတ်ပြုမှာမဟုတ်ဘူးလို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးကထုတ်ဖော်ပြောဆိုလိုက်ပြီးဒေါအောင်ဆန်းစုကြည်ကိုလည်းလွှတ်ပေးဖို့အတွက်အချိန်တန်ပြီးဆိုပြီးတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ25ရက်ကထိုင်းနိုင်ငံသားရဲ့ဝန်ကြီးကထုတ်ဖော်ပြောဆိုလာတာဖြစ်ပြီးမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့ယုံကြည်စိတ်ချရမှုနှစ်ခုစလုံးရှိမှာမဟုတ်သလို သူ့အနေနဲ့လည်းရဲကောက်ပွဲကိုအတိမတ်ပြုတ်မှာမဟုတ်ဘူးလို့ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ဒါပေမဲ့လည်း2010ခုနှစ်မှာသမရသင်းစိန်ကမပြည့်စုံသောရဲကောက်ပွဲနဲ့သမရအဖြစ်ရဲကောက်တင်မြောက်ခံရပြီးရဲ့နောက်ပိုင်းမှာဒေါ်ဆန်းစုကြည်ကိုလွတ်ပေးခဲ့က NLD ကရွေးကောက်ပွဲမှာအနိုင်ရခဲ့မှုကိုပြန်ပြောင်းပြောကြတာအဲ့လိုပြုပြင်ပြောင်းလဲစီကို ခြေလန်းတရက်ဖြစ်နိုင်တယ်လို့အကြံပြုပြောဆိုခဲ့ပါတယ်။ဒါအပြင်အသက်80ရွယ်ရှိတဲ့ဒေါင်းဆန်းစုကြည်ကို လူသားချင်းစာနာမှုနဲ့ပြန်လည်လှုပ်ပေးဖို့အတွက်မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးကတောင်းဆိုခဲ့ပါသေးတယ်။ဒါအပြင်ရွေးကောက်ပွဲ ပြီးသွားတဲ့တိုင်အောင်အာဆီယံအနေနဲ့မြန်မာနိုင်ငံကို ပြန်လည်ထိတွေ့ဆက်ဆံဖို့ခက်ခဲမှာဖြစ်တယ်လို့လည်းထိုင်းနိုင်ငံသားရဲ့ဝန်ကြီးကထပ်မံပြောဆိုခဲ့ပါရဲ့ရှင်။ နိုင်ငံကရင်းနှီးမြှုပ်နှံမှုတွေမရှိတာကြောင့်လူငယ်အများစုဟာအခြားတိုင်းပြည်တွေကိုတွားရောက်အလုပ်လုပ်နေကြတဲ့အတွက်အဲ့ဒီပြည်ပရောက်လူငယ်၅တန်းကျော်စီကနေလောက်ခလာစာတွေပြည်တွင်းကိုပြန်လဲရောက်ရှိအောင်လှုပ်ဆောင်မယ်ဆိုပြီးကြံ့ဖို့ပါတီဥက္ကဋ္ဌခီရင်နဲ့ကြံ့ဖို့တောင်းအေးတို့ကပြောဆိုနေပြန်ပါတယ်။ဒါကတော့မြန်မာနိုင်ငံမှာပြည်သူအများစုထောက်ခံတဲ့ NLD ပါတီကိုဘယ်တော့မှအနိုင်မရခဲ့တဲ့ကြံ့ဖို့ပါတီဟာ NLD မပါပဲအကြံဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာ သူတို့တပါတီတဲ့အနိုင်ရဖို့စစ်တပ်နဲ့အတူကြိုတင်ကြံစီပြီးအတူရောင်းတွေလှုပ်ထားတဲ့ကြက်ဖွဲ့ပါတီမဲဆွယ်စီယုံရေးပွဲဒီမှာလက်ရှိကြက်ဖွဲ့ပါတီဥက္ကဋ္ဌခင်ကြီးနဲ့ကြက်ဖွဲ့တောင်အီတို့ကပြောဆိုနေပြန်တာဖြစ်ပါတယ်။နိုဝင်ဘာလ25ရက်နေ့ကဆိုရင်ပျော်ပွဲမြို့နယ်ကြီနီကျေးရွာနဲ့တီကုန်းကျေးရွာဒီမှာကြက်ဖွဲ့ပါတီရဲ့အတွင်ရေးမှုလဲဖြစ်ပျော်ပွဲမြို့နယ်ပြည်သူ့လွတ်တော်ကုစလဲလောင်းနေဖြစ်တဲ့သူတောင်အီဆိုသူကကျေးရွာနေပြည်သူတွေနဲ့တွေ့တဲ့အချိန်မှာလက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံတကာ PR တွေကြောင့်နိုင်ငံသားယင်းနှိမ့်နှံမှုတွေမရှိတော့တဲ့အကြောင်းအဲ့ဒီအတွက်တိုင်းပြည်မှာအခွင့်အလမ်းတွေမရှိမှုကြောင့်လူငယ်အများစုဟာပြပနိုင်ငံတွေကိုအတီးတီးတွားရောက်ပြီးအလုံလုံနေကြတဲ့အကြောင်းတွေကိုပြောဆိုပြီးသူတို့စစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းဥပဒေနဲ့အတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးမှုတွေနဲ့စစ်တပ်ထဲကိုပို့ပြီးတော့ရှေ့တန်းစစ်မြေပြင်တွေကိုအသေးခံပို့နေတဲ့အကြောင်းတွေကြောင့်လူငယ်တွေပြည်ပနိုင်ငံတွေကိုအတိအသင့်ထွက်ခွာနေရတဲ့အကြောင်းတွေကိုတော့ထည့်သွင်းပြောဆိုသွားမှုမရှိဘဲထိန်ချံပြီးတော့သူလိုရာကူတာဆွဲပြောသွားတယ်လို့သိရပါတယ် ဲ့ဒီလိုပဲနိုဝင်ဘာလ19ရက်နေ့ကလည်းရန်ကုန်မြို့မှာကြက်ဖွတ်ပါတီကမဲဆွယ်စည်းရုံးပွဲလုပ်တဲ့အချိန်အဲ့ဒီကြက်ဖွတ်ပါတီရဲ့ဥက္ကဋ္ဌဆိုသူခင်ကလည်းပြည်ပရောက်မြန်မာလူငယ်လူထုမှ9တန်းကျော်ရှိတဲ့အကြောင်းအဲ့ဒီလူငယ်တွေရဲ့လုခလဆာတွေကိုပြည်တွင်းကိုပြန်လဲရောက်ရှိအောင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းတွေကိုပါပြောဆိုသွားပြန်ပါသေးတယ်ဒါအပြင်လက်ရှိသူတို့ချက်ဖွပါတီကမြန်မာနိုင်ငံကြီးစင်စပ်မပြတ်ဖွံ့ဖြိုးတိုးတက်အောင်စစ်တပ်နဲ့အတူပူးပေါင်းပြီးတော့စီမံချက်တွေချထားတဲ့အကြောင်းကိုပါ အဲ့ဒီကြံ့ဖို့ဥက္ကဋ္ဌခင်ကြီးဆိုသူကပြောသွားပြန်တယ်လို့အဲ့ဒီလိုတွေလက်ရှိကြံ့ဖို့ပါတီရဲ့တိတ်ပိုင်းခေါင်းဆောင်ဆိုတဲ့သူတွေကိုယ်တိုင်ကအကြံ့ဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆွဲစီယုံရေးဆိုတာမျိုးတွေလုပ်ပြီးအဲ့ဒီမှာလက်ရှိမြန်မာနိုင်ငံရဲ့ပဂတိဖြစ်ပျက်နေတဲ့စီးပွားရေးချုပ်ချုံကြမှုတွေသူတို့ကြံ့ဖို့ပါတီနဲ့သူတို့ထောက်ခံအားပေးနေတဲ့အကြံ့ဖက်စစ်တပ်အာဏာသိမ်းလိုက်မှုကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးနိုင်ငံရေးအုပ်ချုပ်ရေးစတဲ့အခြေခံရန်ရာတွေပျက်စီးသွားမှုတွေ ။အဲဒါရင်းနှီးမြှုပ်နှံမှုတွေလည်းမရှိတော့တဲ့အပြင်တိုင်းပြည်စီးပွားရေးကဏ္ဍကြီးအကြီးအကျယ်ရိုင်နဲ့တွားမှုတွေပြည်တွင်းမတည်ငြိမ်မှုတွေကြောင့်မြန်မာနိုင်ငံဟာကမ္ဘာအစင်းရဲဆုံးနိုင်ငံဆိုင်ရာအထူးဝင်သွားတာတွေရဲ့အဓိကတရားခံဟာသူတို့ကျက်ဖွပါတီနဲ့စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်တဲ့ဆိုတာတွေကိုမတိကျင်အောင်ဆောင်ဖုံးကွယ်ပြီးတော့သူတို့ဟန်ပြလုပ်နေတဲ့မဲဆွယ်စီယုံရေးဆိုတာမျိုးတွေမှာသူတို့လိုရာဒွေကူတာဆွဲပြောပြီးဟန်ဆောင်ပန်းဆောင်တွေလုတ်ပြနေကြတာကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်ခင်ဗျ။ ဖို့ပါတီကိုမဲပေးရေးမဲဆွယ်နေတဲ့တရုတ်ဆောင်နေအောင်ကစစ်တပ်အနေနဲ့တိုင်းပြည်ကိုမတည်ငြိမ်အောင်လုပ်သူမှန်သမျှကိုအကုန်တပ်ပစ်ရမယ်လို့ပြည်တွင်းစစ်လော်ဘီ Telegram Channel တစ်ခုကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။တရုတ်ဆောင်နေအောင်က သူ့အနေနဲ့စစ်သားသားသမီးဖြစ်တဲ့အတွက် uniform မြေုံနဲ့တင်ချခင်ပြီးစစ်ဖို့ပါတီဟာစစ်တပ်ကနေလာတဲ့ပါတီဖြစ်တဲ့အတွက် ကျက်ဖို့ပါတီကိုချစ်ခင်တယ်လို့လည်းဆိုပါရယ်ပါတီမဲဆွယ်စည်းရုံးရေးတွေမှာကျက်ဖို့ပါတီကိုချစ်တဲ့အတွက်ကျက်ဖို့အင်ဂျီအုပ်ထုပ်ကိုမိမိဆန္ဒရဝတ်ဆင်လာတာဖြစ်တယ်လို့စစ်တဲ့အနေနဲ့တိုင်းပြည်ကို မတိမငင်ဖြစ်အောင်လုပ်သူမှန်သမျှကိုလည်းအကုန်တပ်ပြစ်ရမယ်လို့နေအောင်ကပြောပါရယ်ကျက်ဖို့ပါတီအာဏာရလာခဲ့ရင်တိုင်းပြည်တည်ငြိမ်အေဂျင်သွားမယ်ဆိုတာဟာတေချာနေရလို့လည်းနေအောင်ကအခုလိုပြောပါရယ်အဲ့လိုလေပြည်တော်ပြန့်ခန့်ရင်အသင်းကိုချစ်တယ် သူများကိုခိုင်းလို့မဟုတ်ချစ်လို့ဝတ်တာကျွန်တော်နိုင်ရဲခိုင်ရဲတွေမရှိဘူးကျွန်တော်ဆိုတာပြောသလိုပေါ့အခုပြီးခိုင်ဖြိုးခဲလို့ပြောတယ်ပြီးခိုင်ဖြိုးပေါ့ဗျာပြည်တော်ကြံခိုင်ဝင်ဝင်သိင်းဘယ်ရလာလဲ where this come from ကမ္ဘာလာတာနိုင်ငံတကာမှာ international မှာကြီးလိုက် every country တမ္မတော်မရှိတဲ့နိုင်ငံရှိတာအပြည့်ဒါပဲဒီသမီးဆိုင်အသိတယ်ဗျာပြောမောတယ်ဟုတ်ကဲ့ဟုတ်ကဲ့ ပိုမကန်ကိုဆက်ကန်ဆက်ပန်အောင်လွတ်သွေးတယ်ခင်ဗျာလေပြန်ပြုတ်ပေးရလာလေဥက္ကိုတောင်းအောင်မေးတယ်လေပြန်ပြုတ်စီ come from the military တမရောလာတဲ့အဖွဲ့အစည်းများတယ်လူတွေပဲတမရောမကဝဲဥက္ကိုလူတွေဘဝပြက်ကုန်ပြီခင်ဗျာဒါတပြောတော့ဦးလေကျွန်တော်တို့စစ်သားသားသမီးလေး uniform မြင်ချစ်တယ်လေသေဖို့ဆဲရကောင်သေကြဖို့ပြန်ကိုစင်ကန်ဒီစီရွယ်တွင်စင်မတက်လိုက်မယ်ချောင်းတော့မလုံးတဲ့ပေါ့နော်ချောင်းလို့ကြောက်လို့ပြောတာမဟုတ်ဘူးနောက်သူများမသိအောင်လုပ်တယ်ဆိုတာအချောက် ။ဘာပဲဖြစ်ကြောပါလား။ရခိုင်လည်းချစ်တာ။ဒါပေမဲ့ရခိုင်မကောင်းတာလို့တော့ချစ်စရာအကြောင်းမရှိဘူး။မွတ်စလင်လည်းချစ်ရမယ်။ကျွန်တော်နိုင်ငံမှာနေတာ။ကျွန်တော်တို့ကအင်ရှင် तू ကဧည့်တယ်။တဲ့အောင်နေရမယ်။ဒါဆရာတော်ကြီးပြောခဲ့တာကျွန်တော်ပြောတာမဟုတ်ဘူးနော်။အဲ့လိုနေမှအဆင်ပြေမယ်။အဲ့ဒီအဆင်မပြေရင်တော့မကောင်းတော့ဘူး။ဒီတောင်စုတပရမြန်မာနိုင်ငံတော်မှာရှိတဲ့ဘာသာမီးလူရိုးမီးဆက်ရှိနေပြည့်အကုန်လုံးမဲယုံကိုသွားမဲပေးကြဟိုဟာဟိုပေးပါဒီဟာပေးပါကျွန်တော်မပြော တော့ပိုင်ခွင့်လည်းမရှိဘူးသူနှလုံးသားထဲကပေးမယ်ဟာအေးအဲ့ပေးလိုက်လို့ရွေးတဲ့လူကတော့လွတ်တော်ထဲဝင်သွားတော့မှာအဲ့လွတ်တော်အပေါ်နေပြတော့မှာဆိုးဖြတ်လိမ့်မယ်အေးအဲ့ဒါကိုစိုက်တဲ့စဘာကိုရေးရမှာကြည်လုံးတီဘုတ်နိုင်ငံရေးအခင်းကြီးကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်ပြီးရတဲ့ရှင်းနေနော် အေးအဲ့ဒါပဲဗျာကျွန်တော်ဒေါသထွက်ဝင်ပြီးရနေဗျာတရုတ်ဆောင်နေအောင်ဟာရန်ကုန်တိုင်းတွင်ကျပ်ဖို့ပါတီရဲ့မဲဆွေစီယုံရေးပွဲတွေစိုင်းပုတ်ဖွင့်ပွဲတွေကိုမကြာခဏဆိုသလိုတရားလေးရှိပြီးပွဲတိုင်းမှာကျပ်ဖို့ပါတီဝစ်ဆောင်ကိုအပြည့်အစုံဝစ်ဆွင်မဲဆွေလေးရှိတာကိုလည်းတွေ့ရပါတယ်နေအောင်ဟာကျပ်ဖို့ပါတီအတွက်မဲဆွေတာဖြစ်တယ်လို့သူ့ကိုဆဲဆိုလာရင်လဲ ဂယုမဆိုင်တယ်လို့လူလူချင်းမကြောက်ပဲစင်ပေါ်မှာတယောက်ချင်းတွေ့နိုင်ပြီးချောင်းပြီးလုံးကြံမယ်ဆိုရင်အချောက်သာဖြစ်တယ်လို့လည်းသူကပြောပါသေးတယ်။ဒါအပြင်တရုတ်ဆောင်နေအောင်ဟာမွတ်စလင်တွေဟာဧည့်သည်တွေဖြစ်ပြီး ်အင်းရှင်ဖြစ်သူတွေနဲ့အစဉ်ပြေအောင် နေထိုင်ရမှာဖြစ်တယ်လို့အဲ့လိုမနေရင်အစဉ်မပြေဘူးလို့လည်းကြန့်ဖို့နေအောင်ကပြောပါတယ်။ကြန့်ခါရဲ့ပါတီတရင်မြေပြောတာကတော့ရုပ်ရှင်သရုပ်ဆောင်တွေကိုမဲဆွယ်စည်းရုံးမှုတွေမှာအသုံးပြုနေရာရက်ပေါင်း60မဲဆွယ်စည်းရုံးရေးပွဲတွေအတွက်ငွေကြေးတိုက်ရိုက်ပေးချေတာဖြစ်တယ်လို့သက်ဆိုင်ရာတိုင်းနယ်မြို့နယ်တွေလိုက်သရုပ်ဆောင်တဲ့အမှုပညာရှင်တွေကိုခေါ်ယူဝန်ရံခိုင်းဖို့အတွက် ဘတ်ဂျက်တွေချထားပေးထားရလို့လဲဆိုထားပါဗျ။စီယုံရေးပွဲတွေလိုက်ငှားရနာမျိုးမဟုတ်ပဲရပ်ပေါင်း60ကာလတစ်ခုလုံးတွေတခါတည်းငှားရလိုက်တာဖြစ်တယ်လို့လဲကြန့်ခိုင်တဲ့ရင်းမြစ်ကရှင်းပြပါဗျ။အဲ့ဒါပြင်စစ်တပ်ကလည်းစစ်တပ်ထောက်ခံတဲ့တရုတ်ဆောင်စုမြတ်သူစာကျော်ရဲအောင်အပါဝင်တရုတ်ဆောင်တွေကိုတန်ကြောင်းတင်သွင်းခွင့်တွင်းကုံပေါင်မစ်တွေချထားပေးထားပြီးစစ်တပ်နဲ့ဆိုင်တဲ့ပွဲတွေကိုတက်ရောက်ဖို့စစ်တပ်ကဖိတ်ကြားထားတယ်လို့လည်းသိရပါဗျ။ ပဲဘကိုးတိုင်းပေါန်းတလယ်မြို့လမ်းစုံမှာကျန်းဖို့ပါတီမဲဆွယ်ဆိုင်ပုံလေတိုက်ကလဲကြသွားတာကိုဟားတိုက်ရင်မောခဲ့တဲ့ ပြည်သူတို့ကိုရွေးကောက်ပွဲနှောက်ရှက်မှုနဲ့ဖမ်းဆီးလိုက်တယ်လို့အဲ့ဒီမြို့မှာနေထိုင်တဲ့ပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါတယ်။နိုဝင်ဘာလ28ရက်နေ့မနေ့10နိုင်လောက်ကပေါန်းတလယ်မြို့လမ်းစုံမှာကျန်းဖို့ပါတီကလှွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ဟာလေတိုက်ကလဲကျသွားခဲ့တာလည်းဖြစ်ပါတယ်။အဲလိုလဲကျသွားတာကို ပေါင်းတလဲမြို့ပေါ်ကပြူစောတီခေါင်းဆောင်ဝင်းစော်ကလာရောက်ကြည့်ရှုပြီးအနီးအနားကပြည်သူတွေကိုဘယ်သူတွန်းလဲတာလဲလို့လိုက်လံမေးမြန်းခဲ့ရမှာအနီးအနားကပြည်သူအချို့ကလည်းလေတိုက်ကလဲသွားတာဖြစ်ကြောင်းရှင်းပြကြရလို့လည်းသိရပါဗါတယ်။အဲဒီအချိန်မှာလမ်းမှာဖြတ်သွားတဲ့ဥုံမြင့်က ဆိုင်းဖို့မလဲစေလို့ရလက်နဲ့ကင်ထားပေါ်လို့ဆနောက်ပြီးဟားတိုက်ရင်မောခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကို ပြူစောတိခေါင်းဆောင် ဝင်းစော်ကရဲကိုဖုံးဆက်ခေါ်ကဆိုင်းဖို့လဲမှုအပေါ်ကိုဆနောက်ဟားတိုက်ရင်မောတဲ့ဥုံမြင့်ကိုဖမ်းဆီးခိုင်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာလေတိုက်ကလဲကြသွားတဲ့ကြမ်းဖို့ပါတီရဲ့မဲဆွယ်ဆိုင်းဖို့ကို ဖြူစောတိခေါင်းဆောင်ဝင်းစော်ကပြန်လဲစိုက်ထုတ်ပြီးတဲ့နောက်မှာဖြူစောတိနဲ့ရဲအချို့ကိုအဆောင်ချထားရလို့လည်းသိရပါဗါတယ်။အဲ့ဒီဖြူစောတိခေါင်းဆောင်ဝင်းစော်မှာရဲတပ်ဖွဲ့မှတာဝန်ထမ်းဆောင်ရဲ့အလုပ်ထုတ်ခံရတဲ့ရဲတပ်သားဟောင်းတို့ဖြစ်ပြီးပေါင်းတလဲမြို့ပေါ်မှာ ကုန်ကားတွေကိုငွေညစ်ဖမ်းဆီးတာလူငယ်တွေကိုစစ်ဗိုလ်တန်းမြေပေါ်တာဆွဲဖမ်းဆီးတာငွေညစ်တာတွေကို အမြဲလုဆောင်နေသူဖြစ်တယ်လို့လည်းသိရပါဗါတယ်ရှယ်။ အနောက်မြောက်တိုင်းစစ်တနာကျုံနယ်မြေဖြစ်တဲ့သခိုင်းတိုင်းနဲ့ချင်းပြည်နယ်မှာစစ်စင်ရေးကြရှုံးမှုလက်ပေးလက်ယူမှုတွေနဲ့အရေးယူခံရတယ်။နာမခတိုင်းမူဘုံမှုကျုံမျိုးမင်းထွေးရဲ့ဇနီးနဲ့မိသားစုဝင်တွေကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကပြောပါရတယ်။နိုဝင်ဘာလ10ရက်နေ့ဝန်းကျင်ကနေစတင်ပြီးတိုင်းမူဟောင်းဘုံမှုကျုံမျိုးမင်းထွေးကိုနေပြည်တော်စစ်ရုံးကဖမ်းဆီးစစ်ဆေးခဲ့တာလည်းဖြစ်ပါရတယ်။ မူလကဇနီးနဲ့မိသားစုဝင်တွေကိုမုံရွာကအနောက်မြောက်တိုင်းစစ်တနာကျုံမှာရှိတယ်။တိုင်းမူးနေအိမ်မှာနေထိုင်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့တိုင်းမူးဗိုလ်မှူးချုပ်မြို့မင်းထွေးဟာလက်ပေးလက်ယူမှုတွေပေါ်ပေါက်လာပြီးရဲ့နောက်မှာတော့ဇနီးနဲ့မိသားစုဝင်တွေကိုစစ်တပ်ကဖမ်းဆီးသွားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့အနောက်မြောက်တိုင်းစစ်တနာကျုံတိုင်းမူးဗိုလ်ချုပ်မြို့မင်းထွေးကိုလက်ပေးလက်ယူမှုစစ်စင်ရေးကြဆုံးမှုတွေနဲ့ရာထူးကနေဖေရှားကစစ်ခုံရုံးတင်လိုက်ပြီးရဲ့နောက်မှာတော့ လောကစေဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်တဲ့ဘုံမှုကျော်ကျော်သူရကိုတိုင်မှုအသည့်အဖြစ်ခန့်လိုက်တာလည်းဖြစ်ပါတယ်။နာမခတိုင်မှုအသည့်ဖြစ်လာတဲ့ဘုံမှုကျော်ကျော်သူရမှာကလောစေဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်ကနေပြီးတိုင်မှုယာရုကိုယာရုတိုးပြောင်းရွှေ့လာသူလည်းဖြစ်ပါတယ်။သူဟာစစ်တက္ကသိုလ်အပတ်စဉ်40ကဖြစ်ပြီးနိုင်ငံတော်ကာကွယ်တက္ကသိုလ်အမတ်ခွန်စစ်စင်ရေးကိုကဲမှုဌာနချုပ်မိုးစီအိုစီတက္ကသိုလ်တို့မှာယာရုတာဝန်တွေကိုထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ် တိုင်မူအသည့်ဖြစ်တဲ့ဘုံမူးချုပ်ကျော်သူရဟာအနောက်မြောက်တိုင်းစစ်တနာချုပ်ကို ရောက်ရှိလာပြီးစတင်တာဝန်ယူနေပြီဖြစ်တယ်လို့မနစ်ကမုံရွာမြို့ပေါ်ကစစ်စေးရုံတွေကိုတွားရောက်ကြည့်ရှုစစ်ဆင်းနေရလို့လည်းသိရပါဗျ။စစ်တပ်ရဲ့ဖမ်းဆီးအရေးယူမှုခံလိုက်ရတဲ့အနောက်မြောက်တိုင်းစစ်တနာချုပ်တိုင်မူဟောင်းဘုံမူးချုပ်မျိုးမင်းတွေဟာအလုတ်တင်ဘူတင်နန်တေဆတ်26ကဖြစ်ပြီးတမ71လောက်ကန်ဒေတာကိုကဲမှုစစ်တနာကျော်ကြောင်မဲအမှတ်1စစ်စင်ရေကိုကဲမှုစစ်တနာကျော်တို့မှာ တမ္မာမိုးတောင်ဝန်ယူခက်က MNDAC မှာလက်နက်ချအညံ့ခံခဲ့သူလည်းဖြစ်ပါရဲ့ရှင်။ပြည်နယ်မြရီမြို့နယ်အတွင်းကနေထွက်ပြေးလာတဲ့ကြားဖြန့်တရုတ်တွေနဲ့နိုင်ငံသားတွေဟာဖအံကြိုက်ထိုလမ်းကြောင်းကနေတဆင့်ရန်ကုန်ကိုတက်ဖို့စ조사နေရလို့ကရင်စည်သတင်းမြစ်နဲ့ဒေသသတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အခုရက်ပိုင်းအတွင်းမှာ မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကရိုးရိုးလေးနှစ်ဟိုတယ်မှာတရုတ်နိုင်ငံသားကြားဖြန့်လောက်ကင်သူတရာကျော်ခန့်တဲခုနေခဲ့ပြီးအဲ့ဒီတရုတ်နိုင်ငံသားအများစုမှာ အသက်ငယ်ရွယ်သူတွေဖြစ်ကြသူတို့ထူးခြားချက်ပါတော့မြန်မာနိုင်ငံသားစစ်စစ်ကပြားဖြစ်တဲ့ရှမ်းပြည်နယ်မှတ်ပုံတင်73မြင်းဆောင်မှတ်ပုံတင်ကန်ဆောင်ထားတဲ့တရုတ်အချို့လည်းပါဝင်နေရအောင်သိရပါဗါးနိုင်ငံသားစစ်စစ်ကကန်ဆောင်ထားပေမဲ့လည်း တရုတ်တွေဟာမြန်မာစကားတော့မတက်ဘူးလို့လည်းသိရှိရပါတယ်။အဲဒီတရုတ်နိုင်ငံသားတွေကိုမြရီကနဲ့ဖက်အံမျိုးအထိတည်ယူရမှာစစ်တပ်နဲ့အစဉ်ပြေတဲ့လက်နက်ကင်တွေကလိုင်စင်မဲ့ကားတွေတော်ရင်လွမ်းတွေကနဲ့တဆင့်တယ်ဆောင်လာခဲ့တာဖြစ်ပြီးကြိုက်ထုံမျိုးကိုရရှိလာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီကြားဖြန့်တရုတ်တွေဟာ ကျိုက်ထူမျိုးကလည်းရန်ကုန်လေစိတ်ကိုဆက်လက်သွားဖို့စူးစမ်းနေကြတာဖြစ်ပြီးအဲ့ဒီကြားဖြတ်တရုတ်အဖွဲ့ကိုတဲဘေးသူတွေလည်းရှိရလို့လည်းသိရှိရပါတယ်။အဲ့ဒီတဲယူဘေးသူတွေထဲမှာဆန်ရှေခေါင်းဆောင်နဲ့သူရဆိုသူက စီမံနေတာဖြစ်ပြီးပထမအတော့အဖြစ်ကြားဖြတ်အချို့ကိုရန်ကုန်ကိုပို့ဆောင်ပြီးဖြစ်တယ်လို့လည်းသိရှိရပါတယ်။အခုလက်ရှိမှာတော့ကျိုက်ထူကလည်းတရုတ်ကြားဖြတ်တွေကိုဒုတိယအတော့အဖြစ်ရန်ကုန်ကိုတဲဖို့ပြင်ဆင်နေကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ ကြားဖြန့်တရုတ်တွေမှာအတုတ်လိုက်ထွက်ခွာနေတာဖြစ်ပြီးတတုတ်ကို73000ကျော်ကနေ73500ခန့်အထိပေးကာရန်ကုန်ကို ထွက်ခွာနေကြတာလည်းဖြစ်ပါတယ်။မြရီအထိဖန်အံမော်လမြိုင်မှုတုံစတဲ့ကြားဖြန့်တွေဖြတ်တန်းရန်လမ်းတစ်လျှောက်မှာလည်းစစ်တပ်နဲ့ရဲတွေကငွေညှစ်မှုတွေအကြီးအကျယ်လှုပ်ဆောင်နေတာဖြစ်ပြီး26မိုင်စစ်ဆေးဂိတ်မှာဆိုရင် ခီးတဲ့တင်ကားသေးဆိုရင်လူ3ယောက်ထက်ပိုရင် ကားတစီးကို1000ကျပ်ပေးရပြီးအလားတူ3လမ်းစုံဂိတ်ကိုဖြတ်တန်းရင်လည်းကားတစီးကိုရဲချေး3000ကျပ်ယင်ထိန်3000ကျပ်ရေမှတ်ပုံတင်ဌာနက1000ကျပ်စစ်သားဂိတ်နှစ်ခုကတကိတ်ကို1000ကျပ်ဆရာဖဂိတ်က1000ကျပ်လဝကဂိတ်က9000ကျပ်စသဖြင့်ပေးချေရတယ်လို့လည်းသိရပါရဲ့ရှင်ဥဒိုင်းစင်အစိုးရလက်ထက်ကစပြီး ။ NLD အရတအစိုးရလက်ထက်အတိရက်ဆိုင်ထားခဲ့တဲ့ AR မြစ်စုံရေအားလက်စစ်စီမံကိန်းအတွက်အကြံဖတ်မင်းအောင်လိုင်ကဥဆောင်အဖွဲ့ဖွဲ့စည်းပြီးတရုတ် UNAN SPI CYN Company နဲ့အတူလုပ်ငန်းတွေပြန်လည်စတင်နေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းအရင်းမြစ်ကပြောထားသလိုစစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းအရာလည်းသိရပါဗျ။အဲ့ဒီ AR မြစ်စုံစီမံကိန်းဟာ အရင်အာနာရှင်ဟောင်းတန်းရွှေလက်ထက်2002ခုနှစ်ကတည်းကလေလာရေးစလုပ်ခဲ့ပြီးဒေယုနိုင်ငံရဲ့ SPI company နဲ့အကျိုးတူလုပ်ကင်ခဲ့ပေမဲ့ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့်2011ခုနှစ်မှာဦးသိန်းစိန်အစိုးရအမိန့်နဲ့ယာယီရပ်ဆိုင်းထားခဲ့ရမှာ NLD ရတအစိုးရလက်ထက်အထိဆက်လက်ရပ်ဆိုင်းခဲ့ပါတယ်။ဒါပေမဲ့အခုအကြံဖတ်မင်းအွန်လိုင်းကတော့အဲ့ဒီလိုအစိုးရနှစ်ဆက်ကအဆက်ဆက်ရပ်ဆိုင်းထားတဲ့ ARV မြစ်ဆုံစီမံကိန်းကိုတရုတ်ကုမ္ပဏီနဲ့ပေါင်းပြီးပြန်လဲအကောင့်ထည့်ဖို့နေပြန်တယ်လို့ အဲ့ဒီစီမံကိန်းအတွက်အခုနဲ့ဩဂုတ်လ29ရက်နေ့မှာပဲ ARV မြေဆုံရေအားလျှပ်စစ်စီမံကိန်းဥဆောင်အဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးတော့တရုတ် Yunnan SPI CYN Company နဲ့အတူလုပ်ငန်းတွေပြန်လည်စတင်နေပြန်တယ်လို့စစ်တကထုတ်ပြန်ထားတဲ့ပြန်တမ်းအရာသိရပါတယ်။အဲ့ဒီ ARV မြေဆုံမြညာမြေဝန်းရေအားလျှပ်စစ်စီမံကိန်းမှာစစ်တလောက်ခံလျှပ်စစ်စွမ်းအားဝင်ကြီးဌာနဒုဝန်ကြီးကခေါင်းဆောင်အဖြစ်ပါဝင်ပြီးကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့တယံဇာတရေးရဝန်ကြီးကဒုတိယခေါင်းဆောင်အဖြစ်ပါဝင်သလို့ စုစုပေါင်းအဖွဲ့ဝင်73ဦးပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီအဖွဲ့ကတရုတ်ယူနန်ပြည်နယ်မှာရှိတဲ့ SBI CYN Company နဲ့အတူပူးပေါင်းပြီးတော့မြစ်ဆုံစီမံကိန်းအတွက်သူတေသနလုပ်ငန်းတွေဒီပညာဆိုင်ရာဖြည့်ရှင်းချက်တွေစီးပွားရေးနဲ့ဗန္ဒာရေးဆိုင်ရာလုပ်ငန်းတွေကိုစီမံဆောင်ရွက်ရမှာဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကပဲလက်ညွန်ချက်နဲ့ဆုံးဖြတ်ချက်ချတာအပါအဝင်လုပ်ငန်းတွေကိုအကောင့်ထဲပေါ်ရမှာဖြစ်တယ်လို့သိရပါတယ်။ဘိုးချုပ်ဟောင်းကံမြင့်တန်းနဲ့ဘိုးချုပ်ခင်မောင်တန်းတို့ရဲ့လူရင်းပို့ကုန်လုပ်ငန်းရှင်စိန်ဝင်းက မြန်မာစစ်တပ်အတွက်လက်နက်အဝယ်တော်ဖြစ်လာပြီးမြန်မာစစ်တပ်ကတရုတ်နိုရီကိုကုမ္ပဏီကနေဆက်လက်နဲ့ပစ္စည်းတွေဝယ်ယူရမှာငွေကြေးပေးချေမှုအတွက်စိတ်ဝင်းကအ धिक တာဝန်ယူပေးနေရတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်။ရန်ကုန်ခြေဆိုင်ပို့ကုန်လုပ်ငန်းတွေလုတ်ကင်နေတဲ့စိတ်ဝင်းကဆက်ရနာသိမ်းပြီးတဲ့နောက်မှာကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အခုမအူပင်မြို့နယ်ကြန့်ဖို့ပြည်သူ့လွတ်တော်အမတ်လောင်းလေးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းနဲ့ဗိုလ်ချုပ်ခင်မောင်တန်းတို့ရဲ့စိတ်ခိုင်းချက်အရပြည်ပကိုမြန်မာစစ်တပ်အတွက်နိုင်ငံเจ้าငွေကြေးပြည့်ပြောင်းပေးမှုတွေဆောင်ရွက်ပေးလာရတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်။အဲ့ဒီနောက်တဖြည်းဖြည်းနဲ့စစ်ဗိုလ်ချုပ်တွေရဲ့ယုံကြည်မှုကိုရရှိကောင်းငွေပေးချေရေးအတွက်နီလန်းမျိုးစုံနဲ့ဆောင်ရွက်ပေးလာရတာဖြစ်ပါရယ်။အခုနောက်ဆုံးမြန်မာစစ်တပ်ကတရုတ်နိုရီကိုကုမ္ပဏီကနေဆက်လက်နဲ့ပစ္စည်းတွေဝယ်ယူဖို့ငွေပေးချေရမှာစိန်ဝင်းကကြားခံအဖြစ်ဆောင်ရွက်ပေးရပြီး အဲ့လိုငွေပေးချေမှုတွေဆောင်ရွက်ပေးရင်းကနေငွေလဲနှုန်းအဟဘော်မူတည်ပြီးဒေါ်လာတန်းချီအမြတ်ရရှိတယ်လို့သိရပါတယ်။စိန်ဝင်းဆိုသူဟာမူလလက်ရင်အလုပ်ကပဲရောင်းဝယ်လုပ်သူဖြစ်ပေမဲ့စစ်တပ်အတွက်လိုအပ်တဲ့ export earning တွေကိုရှာဖွေပေးရင်းနဲ့စစ်တပ်ရဲ့ဒေါ်လာအဝယ်တော်နဲ့ငွေပေးချေရသူတွေဖြစ်လာပြီးကပ္ပဆာကဗိုလ်ချုပ်ကံမြင့်တန်းနဲ့ကကဝဲကဗိုလ်ချုပ်ခင်မောင်တန်းတို့ရဲ့လူရင်းဖြစ်လာတာလို့စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်။ အဲ့ဒီစိန်ဝင်းခေါ်စိန်ဝင်းကလေးဆိုသူဟာနေပြည်တော်မှာလဲဗဒောက်အမည်နဲ့စားတောက်ဆိုင်ကိုဖွင့်လှစ်ထားပြီးလက်ရှိမြန်မာပြည်အတွက်တရုတ်နိုင်ငံလက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Noriko ပစ္စည်းတွေကိုအဝယ်တော်ဖြစ်ငွေပေးချေရင်းနဲ့တင်သွင်းခွင့်ရရှိသူဖြစ်တယ်လို့သိရပါတယ်။သူနဲ့အတူမြန်မာစစ်တပ်အတွက်စစ်လက်နက်တွေဝယ်ယူရေးမှာတွဲဖက်အလုပ်လုပ်နေတဲ့သူဟာနီပေါ်နိုင်ငံသားတအူးရဲ့ချိတ်ဆက်ပေးမှုနဲ့လောက်ကင်နေတယ်လို့သိရပါပါရှင်။ မေကနိုင်ငံမှာယာယီခိုလုံခွင့် TPS ကိုဖျက်သိမ်းမှုကြောင့်နှင်လွတ်မဲ့မြန်မာနိုင်ငံသား၄000အပါအဝင်ကဘာတဝမ်းကမြန်မာတွေအနေနဲ့မိခင်နိုင်ငံပြန်လာကြပြီလက်ရှိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာမဲပေးမယ်ဆိုရင်ကြိုးစုံမယ်ဆိုပြီးအချက်ဖတ်မင်းအွန်လိုင်းကပြောဆိုလာပြန်ပါတယ်ဒါကိုတော့ယမန်နီကပဲမြန်မာအချက်ဖတ်စစ်တပ်လိုပဲဆန္ဒရှင်နိုင်ငံဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံသမ္မတလူကာရှန်ကိုနဲ့အချက်ဖတ်မင်းအွန်လိုင်းတို့ဟာအာနာရှင်အချင်းချင်းတွဲဆုံတဲ့အချိန်မင်းအွန်လိုင်းကိုတိုင်း အမေရိကန်နိုင်ငံကယာယီကိုလုံခွင့် TPS ပြတ်သိမ်းမှုနဲ့ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီမှာအကြံဖတ်မင်းအောင်လိုက်အဓိကပြောသွားတာကတော့လက်ရှိအမေရိကန်နိုင်ငံဘက်ကသူတို့နိုင်ငံမှာယာယီကိုလုံခွင့်ပေးထားတဲ့မြန်မာနိုင်ငံသားအယောက်၄000ကျော်ကိုယာယီကိုလုံခွင့် TPS ပြတ်သိမ်းနိုင်မှုကြောင့်နှင်လွတ်ခံရမယ့်မြန်မာနိုင်ငံသားတွေရောကမ္ဘာတစ်ဝန်းကမြန်မာနိုင်ငံသားတွေပါမိခင်နိုင်ငံကိုပြန်လာကြပြီလက်ရှိသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာမဲပေးမယ်ဆိုရင် ကြိုဆိုမယ်ဆိုပြီးဘယ်လာရုစ်နိုင်ငံသမ္မတလူကာရှန်ကူနဲ့တွေ့ဆုံတဲ့အချိန်မင်းအွန်လိုင်းကိုယ်တိုင်ထည့်သွင်းပြောဆိုသွားပြန်တာဖြစ်တယ်လို့သိရပါတယ်အကြံဖတ်မင်းအွန်လိုင်းဟာအဲ့ဒီလိုလူကြားကောက်အောင်ပြောဆိုနေပြီမယ်လက်တွေ့ပြည်တွင်းမှာတော့သူတို့လုံမဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးတယ်ဆိုပြီးလူမှုကွန်ရက်မှာမဲမပေးရေလို့ဇော်မှုတွေစစ်တပ်ဝါရဖြန့်ရုပ်ရှင်ဇလန်းကိုဝေဖန်သူတွေအပါအဝင်ပြည်သူတွေရောနမဲကြီးသူတို့ဆောင်းဒရိုက်တာတွေရောဟာတာလူရွှင်တော်တချို့ကပါသူတို့စစ်တပ်ကစိတ်ကြိုက်ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲနှောက်ရှက်မှုဥပဒေနဲ့ဖန်စီအရေးယူမှုတွေဇက်တိုက်လှုပ်ဆောင်နေတာကိုလည်းတွေ့နေရပါတယ်ခင်ဗျ။